အောင်စေရစစ်ကြောင်းကြာဆုံးမှုကစကမရဲ့ကြာဆုံးမှုနဲ့အတူတူပါပဲတဲ့။ဘာကြောင့်လဲဆိုတော့နိုင်ငံတော်အဆင့်အမည်ပေးထားတဲ့စစ်ကြောင်းကြီးရဲ့ရှုံးနိမ့်နေမှုကြီးဟာအဲ့ဒါကို တာဝန်ခံရသူတွေရဲ့ရှုံးနိမ့်မှုဖြစ်နေလို့ပါပဲ။တခင်တွေ channel ပရိသတ်တွေအတွက်ဒီတစ်ပတ်မှာတော့မင်းအောင်လှိုင်တဲ့စိုးဝင်းချားကအပွဲပြဲဇလန်နဲ့ပတ်သက်ပြီးပြောပြပေးသွားပါမယ်။အရက်စကားနဲ့ဆိုရင် အိတ်ချက်ချင်းခွန့်နေကြရပေါ့အဲ့ဒါလဲကောင်းတာပဲလေအဲ့ဒီကြက်နှစ်ကောင်ခွန်ရင်းနဲ့တကောင်ပဲတည်တည်နှစ်ကောင်လုံးပဲတည်တည်တတိုင်းပြည်လုံးဟာဝမ်းတာလိုက်မဲ့ဖြစ်ချင်းပြုအိတ်ချက်နှစ်ကောင်ရှိရမှာနှစ်ကောင်လုံးကကောင်းကျိုးပေးတဲ့ကြက်တွေမဟုတ်တာဆိုတော့သူတို့ချင်းထက်ခွန်မဲ့အကွက်တွေသတင်းတွေထွက်ပေါ်လာတော့လေဟုတ်တော်ရှိမဟုတ်တော်ရှိပြည်သူတွေမှာဝမ်းတာရှင်လန်းလှပြီပေါ့နော် ဟုတ်တော်ရှိမဟုတ်တော်ရှိဆိုတာစကားပလင်ခံရတာပါတကယ်တမ်းဖယဲသည့်ရဝန်းကထွက်ပေါ်လာတဲ့အထောက်ထားတွေအချက်လက်တွေရတကယ်ကိုကြီးကြီးမားမားအပွဲပြဲဇာလန်းကဖြစ်နေတာပါမင်းအောင်လှိုင်တဲ့စိုးဝင်းတို့အကြားအပွဲပြဲဇာလန်းဘယ်ကထွက်လာသလဲဆိုတာကြည့်ရရအောင်2025ခုနှစ်ဇူလိုင်လ31ရက်နေ့မှာစစ်ကောင်စီကနေစစ်ကော်မရှင်ဆိုပြီးပြောင်းလဲလိုက်ပါတယ်အဲ့ဒီမှာ ကော်မရှင်ဥက္ကဋ္ဌအဖြစ်ကမင်းအောင်လှိုင်ကယူထားပြီးတော့ဒုဥက္ကဋ္ဌအဖြစ်ကိုစိုးဝင်းကို တွဲပြီးတော့တွဲဖို့ယူထားတာတွေ့ရပါတယ်။ယူစောကိုတော့ဝန်ကြီးချုပ်ယာရုပေးထားပါတယ်။အဲ့ဒီနောက်မှာအောင်လင်းတွေးကိုအမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီရုံးရဲ့အမှုဆောင်ချုပ်ယာရုကိုပေးထားပါတယ်။ဒါဟာမင်းအောင်လှိုင်အာဏာသိမ်းပြီးနောက်ထိတ်တန်းလေးဦးနေရလို့ဆိုရပါမယ်။အခုပြောပြပေးခဲ့တာက မင်းအောင်နိုင်ရဲ့လက်ရှိစစ်ကော်မရှင်ရဲ့ထိတ်တန်းနေရာတွေပါဆက်ပြောပါဦးမယ်ခရဲသီးတွေစီကနေထွက်လာတဲ့အမိတ်ကြီးညာစာတွေပါဒါလည်းမင်းအောင်နိုင်ရဲ့စကားမကတရားဝင် ထုတ်ပြန်တဲ့နေရာတွေရှိပေမဲ့လေဘယ်သူမှဂရုတစိုက်နဲ့သွားကြည့်တာမဟုတ်လို့မသိရှိတာကိုဖယဲသီးတွေကဒါလီတော့ထူးပါတယ်ဆိုပြီးသတင်းလာပြီးမှသတိပြုမိတဲ့ကိစ္စလို့ဆိုရပါမယ် အဲ့ဒါကြောင့်လဲအော့ဂတ်လမှာထုတ်ပြန်ခဲ့တာတွေဟာအခုတစ်ပတ်အတွင်းမှာအကွဲပြဲဇာတ်လမ်းတွေထွက်ပေါ်လာတယ်လို့ဆိုရမှာပါဆက်ကပါရဲ့အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီရုံးကနေအော့ဂတ်လ23ရက်နေ့ရက်စွဲနဲ့အမိတ်ကြီးညာသာတစောင်းထုတ်ပြန်ခဲ့ပါတယ်ဗန္ဒာရေးဆိုင်ရာကော်မရှင် ဖွဲ့စည်းလိုက်တာပါဒီဗန္ဒာရေးကော်မရှင်ရဲ့ဥက္ကဋ္ဌနေရာမှာမင်းအောင်လှိုင်က မိမ့်မိန်ကြီးနေရာယူထားပါရဲ့ အဲဒုတိယဥက္ကဋ္ဌနေရာကိုတော့ဝင်ကြီးချုပ်အဖြစ်ခန့်ထားတဲ့ညိုစောကိုပေးထားပါတယ်။အဲဒီလိုပဲအသေးစားအငယ်စားနဲ့အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဘိုးကော်မတီဥက္ကဋ္ဌနေရာကိုမင်းအောင်လိုင်ကယူထားပြီးတော့ဒုတိယဥက္ကဋ္ဌနေရာကိုတော့ညိုစောကိုပေးထားပါတယ်။အဲဒီလိုပဲအရင်ကစိုးဝင်းဥက္ကဋ္ဌနေရာယူထားတဲ့အဖွဲ့တွေဖြစ်တဲ့တရားမဝင်ကုံသွယ်မှုတိုက်ဖြည့်ရေးဥဆောင်ကော်မတီ လေယာဉ်မြေနဲ့အခြားမြေများသိသိခံရခြင်းမှပြည်လဲစီစီရေးဗဟုကော်မတီစမှုလုပ်ငန်းနဲ့စမှုစုံဖွံ့ဖြိုးတိုးတက်ရေးဗဟုကော်မတီ National Database စနစ်တည်ဆောက်ရေးဥဆောင်ကော်မတီတွေနဲ့ဥက္ကဋ္ဌနေရာတွေကိုမျိုးစောကိုပေးထားတာတွေ့ရပါတယ်။ဒါနဲ့မပြီးသေးပါဘူး။မြမအထူးစည်းဝါးရေးစုံဆိုင်ရာဗဟုအဖွဲ့နဲ့ဗဟုလုပ်ငန်းအဖွဲ့နေရာမှာတမရာယုံဝင်ကြီးဌာနနှစ်ဝင်ကြီးအမျိုးသား ။သဘောဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီနေရာမှာဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းအောင်အစရှိတဲ့သူတွေကိုဥက္ကဋ္ဌနေရာပေးထားတာတွေ့ရပါတယ်။ဒီနေရာတွေရဲ့ဥက္ကဋ္ဌနေရာကအရင်ကစိုးဝင်းတာဝန်ယူခဲ့တာတွေပါပဲ။ဖယဲသီးတွေရဲ့ပြောစကားအရဆိုရင်မဲအောင်နိုင်ကစိုးဝင်းကိုဥက္ကဋ္ဌပေးထားတဲ့နေရာ73ခုလောက်အထိကိုဖယ်ထုတ်လိုက်တာလို့ဆိုပါတယ်။ဒါတွေကိုကြည့်မယ်ဆိုရင် မဲအောင်နိုင်ကစိုးဝဲကိုတဖြည်းဖြည်းနဲ့ဖယ်ထုတ်ရေးဇလံစပြီလို့ဆိုရမှာပါ။ကဲဆက်ကြည့်ရအောင်ပါ။စိုးဝဲကိုနေရာပေးထားတာတွေတော့ရှိပါတယ်။အဲ့ဒါတွေကဂုံလူဆောင်ဘွဲတစိတ်ချင်းမီရေးတွေစီစီအဖွဲ့နေရာတွေနဲ့နေဆက်ဒေတာနဲ့တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးကော်မတီလိုနေရာမျိုးတွေမှာပါပဲ။ဒါတွေကဘာမှသုံးစားမရတဲ့နေရာတွေပါ။နိုင်ငံရေးနယ်ပယ်ကလူတွေကတော့မှတ်ချက်ပေးနေတာရှိပါတယ်။ အဲ့ဒါကမင်းအောင်လှိုင်ကစိုးဝင်းကိုလက်ဦးမှုရယူပြီးတော့အုတ်ချုပ်ရည်ရန်တရားကနေကန်ထုတ်လိုက်ပြီးဆိုတာပါပဲဆိုတော့ကအုတ်ချုပ်ရည်ရန်တရားတဲကနေစိုးဝင်းကန်ထုတ်ခံလိုက်ရပြီဆိုရင်စီရဲကန်နာမှာပေါ့ဘလို့ရှိလာမလဲဒါလည်းစိတ်ဝင်စားစရာပါဘာဖြစ်လို့လဲဆိုတော့မင်းအောင်လှိုင်ကကာကွယ်ရေးဦးစီးချုပ်နေရာယူထားပြီးတော့စိုးဝင်းကဒုကာကွယ်ရေးဦးစီးချုပ်နေရာယူထားလို့ပါစစ်တပ်မှာတော့ မင်းအွန်လိုင်းပြီးတာနဲ့ဇိုးဝင်ပေါ့လက်တွေ့အခြေအနေတွေကဘာဆက်ဖြစ်လာပြီလဲဆက်ကြည့်ရအောင်ပါတက်တွင်ဖျဲသီးတွေရဲ့ပြောကြားချက်တွေအရဆိုရင်မင်းအွန်လိုင်းကစစ်ပတ်ဆိုင်ရာစီမံခန့်ခွဲမှုတွေကိုကြီးရည်လေညှိနှိုင်းကုတ်ကဲမှုဖြစ်တဲ့ဒုတိယဗိုလ်ချုပ်ကြီးကျော်စွာလင်းလက်ထဲကိုထိုးအပ်ထားတယ်လို့ဆိုပါတယ်ဇိုးဝင်းကိုစစ်ဖက်ရေးရမှာပါမင်းအွန်လိုင်းကကန့်တက်လိုက်တဲ့သဘောပါ ဒီကိစ္စကလည်းဖြစ်နိုင်ကြေအများကြီးရှိပါတယ်။ဘာလို့လဲဆိုရင်မြောင်ဝတီမြို့ကို တော်လှန်ရေးတပ်တွေစိုးမိုးထားချိန်မှာမင်းအောင်လှိုင်ကစိုးဝေးကိုအောင်စေရစစ်ကြောင်းလို့နာမည်ပေးထားတဲ့နိုင်ငံတော်အစ်စစ်စင်ရေးကြီးတခုကိုတာဝန်ပေးခဲ့ပါတယ်။အဲ့ဒီချိန်တုန်းကစိုးဝေးကမြောင်ဝတီကိုနှစ်ရက်နဲ့တပိုင်းပဲရောက်လာတော့ခစ်လူငယ်စကားငှားပြောရရင်လာပြီးအာဒီရောင်ခဲ့တာပေါ့။အောင်စေရစစ်ကြောင်းခမရမြောင်ဝတီမပြောနဲ့ ပေါ်ဂရိအာရှလမ်းမကြီးကနေတော့ရှစ်ဆက်မတိုးနိုင်ပြပါဘူး2024ခုနှစ်အေဗီလာကလေးကခြိတက်လာလိုက်တဲ့ဒီအောင်စရာစစ်ကြောင်းကအခုချိန်ထိဒေါနာတောင်တန်းမှာပြိမိနေသေးပါပဲနိုင်ငံရေးလေးလာသုံးသပ်သူတွေရဲ့မှတ်ချက်ကလည်းရှင်းရှင်းလေးပါအောင်စရာစစ်ကြောင်းကြာဆုံးမှုကစကမရဲ့ကြာဆုံးမှုနဲ့အတူတူပါပဲတဲ့ဘာကြောင့်လဲဆိုတော့ နိုင်ငံတော်အဆင့်အမည်ပေးထားတဲ့စစ်ကြောင်းကြီးရဲ့ရှုံးနိမ့်နေမှုကြီးဟာအဲ့ဒါကိုတာဝန်ခံရသူတွေရဲ့ရှုံးနိမ့်မှုဖြစ်နေလို့ပါပဲအဲ့ဒီအတွက်မင်းအောင်လှိုင်ကစိုးဝင်းကိုတဖြည်းဖြည်းနဲ့နေရာဖယ်ဆားပြုလာတာလည်းဖြစ်နိုင်ပါတယ်တက်တွဲဖျဲသီးတွေရဲ့မှတ်ချက်ကလည်းစိတ်ဝင်စားဖို့ကောင်းနေပြန်ပါတယ်သူတို့ကတော့မင်းအောင်လှိုင်နဲ့စိုးဝင်းကြားမှာ မပြေလည်မှုဆိုတာထက်မင်းအောင်လှိုင်ကိုယ်တိုင်ကသူ့လူတွေကိုပွဲထုတ်ခြင်းနဲ့အတွက် ။စိုးဝင်းရဲ့ဩဇာနဲ့အာဏာကိုကြဆင်းအောင်လုပ်ယူနေတာလို့ဆိုပါလေ။သူတို့ကဘယ်ချက်ကိုအခြေခံတာလဲဆိုရင်မဲအောင်လိုင်အခုနေရာပေးထားတဲ့သူတွေနောက်ပြီးရွေးကောက်ပွဲအတွက်ဆိုပြီးတက်ကထွက်ခိုင်းပြီးတော့ကျက်ဖို့ထဲပို့လိုက်တဲ့သူတွေကိုကြည့်ပြီးတော့သုံးသက်ကြတာပါ။အဲ့ဒါကြည့်ရင်လည်းအမှန်ပါပဲ။မဲအောင်လိုင်ကသူ့လူတွေကိုလက်ရှိအာဏာရနေရာတွေနောက်ပြီးရွေးကောက်ပွဲအတွက်ကြိုတင်ပြင်ဆင်ထားရမယ်လို့ နေရာတွေအကုန်လုံးကိုပို့လိုက်တာပါပဲ။ချက်ဖို့ပါတီပဲဆိုရင်အောင်လင်းတွေကိုဥဆောင်ပြီးတော့ဆေလွတ်လိုက်တာပါ။လက်ရှိမင်းအောင်လှိုင်မှာကင်ထားတဲ့ဖဲနှစ်ချက်ရှိပါတယ်။အဲ့ဒါကတော့အရက်ဖက်အုတ်ချုပ်ရေးမှာအောင်လင်းတွေနဲ့စစ်ဖက်အုတ်ချုပ်ရေးမှာကြောစွာလင်းလို့ပါပဲ။အဲ့ဒီနေရာကိုကင်ပြီးတော့မင်းအောင်လှိုင်ဟာကစားနေတာပါ။ဒီကြားထဲအချက်တစ်ခုရှိပါသေးတယ်။ အဲ့ဒါကတော့တက်တွင်းဖယဲသီးတွေစီကထွက်လာတာပါမင်းအောင်လှိုင်နဲ့စိုးဝင်းတို့နှစ်ယောက်သားအယတအစိုးရလက်ထဲကနေအာနာသိမ့်ပြီးချိန်ပါတမရအိမ်တော်ထဲမှာအခန်းချင်းကပ်ပြီးတော့ရုံခန်းယူထားကြပါတယ်2024ခုနှစ်မှာတော့မင်းအောင်လှိုင်ကညိုစောအောင်လင်းတွင်းနဲ့ရဲဝင်းဦးတို့ကိုဗိုလ်ချုပ်ကြီးယာရုတိုးပေးပြီးချိန်ပါစိုးဝင်းကိုစေယုံကရုံခန်းကိုနေရာပြောင်းခိုင်းလိုက်တယ်လို့ တမရအိန်တော်ကရုံကန်းနေရာကိုလည်းဖယ်ခိုင်းလိုက်ပြီးတော့ဒုတိယတမရအိန်တော်ရုံကန်းကို အတင်းကျပ်ပြောင်းရွှေ့ခိုင်းခဲ့တယ်လို့ဆိုပါတယ်ဒီချက်ကိုကြည့်မယ်ဆိုရင်2024ခုနှစ်ကလေးကမင်းအောင်လှိုင်တဲ့စိုးဝင်းတို့အကြမှာအကွဲအပြဲကြီးကြီးမားမားဖြစ်နေတာတွေ့ရမှာပါ1988ခုနှစ်အာနာသိမ့်မှုဖြစ်စဉ်ကိုကြည့်မယ်ဆိုရင်ဘိုးတန်းရွှေနဲ့ဘိုးပေါင်ကြီးတို့နှစ်ယောက်သားအတွဲညီညီနဲ့ကြော်ဖြတ်ခဲ့ကြတာဖြစ်ပြီးတော့ 2010မှာတော့နှစ်ယောက်လုံးအာနာလက်လွှဲခဲ့ကြတာပါ2021ခုနှစ်မှာလဲမင်းအောင်လှိုင်နဲ့စိုးဝင်းတို့ကအတွဲညီညီနဲ့အာနာသိမ်းခဲ့ကြတာပါအခုတော့အာနာသိမ်းခဲ့ခြင်းကလူတွေကိုမင်းအောင်လှိုင်ကတူပီတူဖယ်ထုတ်နေရကစိုးဝင်းပါဖယ်ထုတ်ခံရမယ့်အချိန်ကိုရောက်ရှိလာပြီလို့ဆိုရမှာပါဘယ်လိုပဲဖြစ်နေပါလိမ့်လူမိုက်အချင်းချင်းဇက်တူသာစားတဲ့အခါ ခင်းတာ900ဇက်လို့ဇက်ပြက်မှာအသေးချပါပဲရှေ့မှာပြောခဲ့သလိုပါပဲမင်းအောင်လှိုင်နဲ့စိုးဝင်းလို့အိမ်ချက်ချင်းခွတ်ထားပဲဖြစ်ဖြစ်ဘယ်သူပဲတည်တည်ပြည်သူတွေအတွက်တော့အမျက်ပါဒီအခြေအနေကနေနိုင်ငံရေးအခင်းကျင်းတစ်ခုကိုအပြောင်းလဲဖြစ်သွားနိုင်မလားဆိုတာလေစိတ်ဝင်စားဖို့ရအခြေအနေတစ်ခုပါဘာတွေထပ်ဖြစ်လာနိုင်မလဲဆိုတာ ပိတ်ကားထက်ကနေစောင့်ကြည့်သလိုကျွန်တော်တခင်တွေနဲ့အတူပြည့်တက်ကြည့်လဲစောင့်ကြည့်နေကြမှာเนาะ မြန်မာနိုင်ငံရဲ့စီးရေးနိုင်ငံရေးအထွေထွေသုံးသပ်ချက်တွေကိုသိရှိနိုင်ဖို့အတွက်ကျွန်တော်တို့ရဲ့သခင်တွေ channel ကို subscribe လုပ်ထားကြဖို့လည်းမမေ့ကြပါနဲ့ဦးနော်ကြည့်ရှုပေးကြတဲ့ပရိသတ်တွေဘေးကင်းကြပါပြီစီးပွားလက်လာပါတွေတိုးတက်ကြပါစေလို့ကျွန်တော်သခင်တွေဆုတောင်းပေးလိုက်ပါတယ်